်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားခင်အချိန်ကိုစောင့်ပါဆိုတဲ့ကောင်းစဉ်နဲ့28ခုမြောက်သောဇန်လငွေ73နဲ့14ကိုဆင်ခြင်သွားကြပါတယ်အကယ်စင်စင် အသက်ရှင်သောသူတို့ဤနေရာတွင် ထာဝရဖျား၏ဂျေဇုတော်ကိုငါတွေ့မြင်ပြီဟုယုံမှတ်ဆွဲလန်းခြင်းရှိ၏ထာဝရဖျားကိုမျှော်လင့်လောအာယူ၍ရဲရင်သောစိတ်နှလုံးရှိလောထာဝရဖျားကို မျှော်လင့်လျက်နေလောကျွန်တော်တို့လူတွေရဲ့ခံစားချက်တွေဆိုတာကအရာတစ်ခုခုကိုလိုချင်နေဆိုရင်ချက်ချင်းလိုချင်တတ်တဲ့သဘောတဘာဝတွေရှိပါတယ် ဘုရားသခင်ရဲ့အချိန်ကိုမဆောင်နိုင်တဲ့အတွေ့ချက်ချင်းပြည့်စုံမှုအပေါ်လူအနေနဲ့ချမှတ်လှုပ်ဆောင်လိုက်မှုမျိုးကိုကျွန်တော်တို့သတိထားသင့်ပါတယ်။ကပ္ပဝိကျမ်းအခန်းကြီး15အငယ်၄ကနေ9မှာတပန်ထာဝရဘုရားဤနှုတ်ကပတ်တော်ရောက်လာသည်ကဤသူသည်တင်ဤအမွေခံမဖြစ်ရာတင်ဤကိုယ်ရေကထွက်တော်သူသည်တင်ဤအမွေခံဖြစ်လိမ့်မည်ဟုမိန့်တော်မူပြီးလျင် အာဗြံကို ပြင်သို့ထုတ်ဆောင်တော်မူ၍ မိုးကောင်းကင်ကို မျောကြည့်လောကျေများကိုရေတွက်နိုင်လျင် ရေတွက်လော့တင်ဤအမျိုးအနွယ်သည်ထို့သို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏လို့ဖော်ပြထားပါတယ်။ဒါကအာဗြာဟံကသူ့ရဲ့ဇနီးဆာရာတို့တာသမီမရှိတဲ့အကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုစိတ်ပြက်လက်ပြက်ပြောပြတဲ့နောက်မှာပြာခင်ကမရေမတွက်နိုင်တဲ့သားစဉ်မျိုးဆက်ကိုရရှိလာမယ့်အကြောင်းကိုဂတိပေးခဲ့ပါတယ်။ ဒီဂရိတော်ကအာဗြဟံဟာစာရာအားဖြင့်ဘုရားသခင်က ပြည့်စုံစေမဲ့ဂရိတော်ပဲဖြစ်တယ်။ဒါပေမဲ့လည်းအာဗြဟံဟာဘုရားသခင်ကိုယုံကြည်ပေမဲ့လည်းနောက်ဆုံးမှာစာရာအားဖြင့်မဟုတ်ဘဲနဲ့စာရာရဲ့ဂျွန်မဟာဂရအားဖြင့်အမွေခံမိသားစုကိုတိဆောက်ဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်းကိုကပ္ပဝဇ္ဇံအခန်းကြီး16ငွေ1ကနေ4မှာတွေ့ရပါတယ်။ ဒါကအာဗြဟံအနေနဲ့ဘုရားသခင်ကဂရိတော်နဲ့ဆိုင်တဲ့တာဥကိုဒီနည်းအားဖြင့်ပြင်ဆင်ပေးမယ်ဆိုတာကိုထင်မြင်ပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုလူရဲ့အသိဉာဏ်နဲ့ကြိုးကြောင်းစီလျော်စွာတွေးဆခင်ခြင်းပဲဖြစ်တယ်။တခြားဘလို့နည်းနဲ့မှ ဖြစ်နိုင်တဲ့ပုံမပေါ်တဲ့အတွက်ကြောင့်ဒီနီလန်ကဘုရားသခင် အလိုတော်ရှိတဲ့အရာဖြစ်မယ်ဆိုတာကိုလူအနေနဲ့သိချပေါက်တွေ့ဆခင်ခြင်းပဲဖြစ်တယ်။ ဒါပေမဲ့လည်းဘုရားသခင်ရဲ့ဂရုတော်ကလူနီလူလန်းအားဖြင့်မဟုတ်ခဲ့ပါဘူး။အာဗြဟံနဲ့ဆာရာတို့ဟာလူနီလန်းအားဖြင့်ဆုံးဖြတ်လှုပ်ဆောင်ခဲ့တဲ့အခါမှာဆာရာနဲ့ဟာဂရကြားမှာမနာလိုမှုတွေအနာကျမှုတွေအပါအဝင် သူတို့ရဲ့လူလုရက်အကျိုးဆက်တွေကိုကင်တွယ်ဖြည့်ရှင်းခဲ့ကြရပါတယ်။ပြဿနာတွေကသူတို့ရဲ့အသက်တာတည်ငါအတ္တတာမဟုတ်ဖ ೇನೆ လူသမိုင်းတစ်လျှောက်လုံးနောက်ထပ်ပြဿနာအခက်အခဲတွေကို ဆက်တိုက်ဆက်လက်ပြီးမှဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒီပြဿနာကအခုခေတ်အထိတိုင်ပဲဖြစ်ပါတယ်။အဲ့ဒီလို သူတို့ဟာလူနေလူလန်းအားဖြင့်ဆုံဖြတ်လောက်ကန်ခဲ့ပြီးတော့16နှစ်ကြာပြီးတဲ့နောက်မှာဘုရားသခင်ရဲ့နိလန်းအားဖြင့်အီဇန်လို့ခေါ်တဲ့ဘုရားသခင်ရဲ့ဂရီတော်နဲ့ဆိုင်တဲ့တာကိုမွေးဖွားနိုင်ခဲ့တယ်။ကျွန်တော်တို့အနေနဲ့လည်းအာဗြဟံလိုပဲဘုရားသခင်ရဲ့ဂရီတော်ကိုယုံကြည်ပေမဲ့လည်းချက်ချင်းပဲရလက်ကိုပြည့်စုံ လာမင်းဆိုတော့ကိုနှစ်သက်ကြပါတယ်ဒါမှမဟုတ်ရင်လည်းဘုရားသခင်ရဲ့ဂရုတော်တစ်ခုခုကိုရထားမယ်ဆိုရင်ကျွန်တော်တို့လူနီးလန်းအားဖြင့်ပြီးမြောက်ပြည့်စုံခြင်းကြပါတယ်အဲ့ဒီလိုလုပ်မယ်အစားကျွန်တော်တို့ကိုဥဆောင်မှုပေးမဲ့ဘုရားသခင်စီကိုတောင်းဆိုပါနောက်ကိုတော်ရဲ့အခြင်းကိုစောင့်ဆိုင်းပါဘုရားသခင်ရဲ့နီးလန်းကကျွန်တော်တို့လိုချင်တဲ့ပုံစံနဲ့အရာဟုတ်ချင်မှဟုတ်မှဖြစ်ပေမဲ့လည်းအမြဲတမ်းအကောင်းဆုံးပဲဖြစ်တယ် ကျွန်တော်တို့အနေနဲ့ဘုရားသခင်ရဲ့အချိန်ကိုစောင့်မျှော်ယုံကြည်ခြင်းကအမြဲတမ်းပညာရှိတဲ့လမ်းကိုရွေးချယ်တဲ့ရွေးချယ်မှုပဲဖြစ်တယ်။ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းဘုရားသခင်ရဲ့ဂရုတော်တစ်ခုခုကိုယှထားမယ်ဆိုရင်ဘုရားသခင်ကိုတော်တိုင်လှူဆောင်တာမဲ့အချိန်ကိုစောင့်ဆိုင်ခြင်းအားဖြင့်အမားနေပြီးတော့ဘုရားသခင်ရဲ့ကောင်းမြတ်မှုမှန်သမျှနဲ့ပြည့်စုံနိုင်ဖို့ဘုရားသခင်ကအတူရှိလျက် ကောင်းချီးပေးပို့ဆောင်ပေးနေပါစေ။ အာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်